ပီဂျီရဲ့ခေါင်းဆောင်ဆော့ချစ်သူနဲ့သူ့ရဲ့သားနှစ်ဦးကိုအမေရိကန်ကတန်ခတ်ပိတ်ဆို့မှုပေါ်ပြည်တွင်းပြည်ပသတင်းမီဒီယာတွေမှာတုံ့တက်ရေးသားဖော်ပြနေကြသူတွေကိုပီဂျီရဲ့တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးတဦးကကလေးဆန်စွာဆွဆဲကြက်သားဖြစ်တယ်လို့တုံ့ပြန်ပြောဆိုလိုက်ပါတယ်။မေလ9ရက်ကအမေရိကန်ဗန်နာရေးဌာနရဲ့နိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကကရင်မျိုးသားတက်မတော် KNA ကိုနိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ်သတ်မှတ်ပြီးပိတ်ဆို့အရေးယူလိုက်တယ်လို့အဖွဲ့ကောင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားနှုတ်ဖြစ်တဲ့စောထူးအယ်မှုနဲ့စောချစ်ချစ်တို့ကိုလည်းပိတ်ဆို့မှုချမှတ်လိုက်တာပဲဖြစ်ပါတယ်။ ဒီပိတ်ဆို့အရေးယူမှုဟာအမေရိကန်တာမမဟုတ်အမေရိကန်ထိချုံမှုအောက်မှာရှိတဲ့သူတို့ပိုင်ဆိုင်မှုအခွင့်အရေးတွေကိုပိတ်ဆို့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဘာလို့စနစ်တကျတည်တည်ကြကြအဲကျွန်တော်တို့မှလည်းနိုင်ငံရေးခံယူချက်စီးပွားရေးခံယူချက်အများကြီးပေါ့နော်ရှေ့တပ်ဖွဲ့တစ်ခုရဲ့အနာဂတ်ညွန်မှန်းချက်တွေလူလူတွေကျွန်တော်တို့ရေးဆွဲထားတဲ့ရေးဆွဲထားတဲ့ plan တွေဒါဒါနဲ့ကျွန်တော်စနစ်တကျတရားဖွဲ့စည်းထားတဲ့လက်လက်ကတပ်ဖွဲ့ဖြစ်ပါတယ်။ဒီလူမောင်ခု ကိစ္စဆိုတာဒါအမှန်တမ်းလူသားမဆန်တဲ့ကိစ္စလို့ကျွန်တော်ခံယူရတာဖြစ်တယ်ဒီကိစ္စကိုလည်းကျွန်တော်ရေလူဘယ်လိုဆိုစစ်ကိုပူတိုင်းစနစ်တကျတိချာကိုညွန်ကြားပြီးတော့မှပြပြတတ်တာရေးမှုတွေကျွန်တော်စီမှာလောက်ထားတာတကားတွေလည်းအများကြီးရှိပါတယ်အဲ့ဒီပုံမှာမှကုနာကလူမောင်ကိုမှုနဲ့ဆွဆွဲချက်တည်းကုနာကအရန်ကိုကလေးကလားဆန်တဲ့ဆွဆွဲချက်လို့ပြောလို့ရပါတယ်ရှင်းပြောရင်စူပါပါဝါနိုင်ငံကြီးတွေ အနေနဲ့ကတော့ကလေးစံနဲ့ပြောဆိုနေဆွဆွဲချက်တွေရတော့ကျွန်တော်တို့မထင်တာဘောနော်အဲ့လိုမျိုးတွေတရားမလားဆွဆွဲလိုက်မယ်ခုလိုပိတ်ဆို့လိုက်မှုကတရားမှုမရှိကောင်းတဲ့လက္ခဏာလည်းမဟုတ်တလို့စစ်ကောင်စီနဲ့အကျိုးအမြတ်ပတ်သက်ဆက်ဆံနေတာလည်းမဟုတ်ဘူးလို့သူကဆက်လက်ပြောဆိုပါတယ်။ဗိုလ်မှူးကြီးစောစစ်သူကတော့သူဟာကြားပြန်လုပ်ငန်းနဲ့မပတ်သက်တလို့ ကြားဖြန့် online လုပ်ငန်းတွေဟာလူမဆန်တဲ့လုပ်ရက်တွေလုပ်နေတာမတရားတဲ့လုပ်ရက်တွေဖြစ်တာကြောင့်အပြက်ရှင်ထုတ်ဖို့အတွက်တမှုတွေကိုအဖွဲလိုက်ဖွဲ့စည်းပြီးဖမ်းဆီးသွားမယ်လို့သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောခဲ့မှုပါတယ်။2024ခုနှစ်အောက်တိုဘာလကုန်ပိုင်းက BGS ကောင်ဆောင်ပူမူကြီးစောချစ်သူဘူမုတ်တုံဘူတင်ဝင်းနဲ့စောချစ်သူပိုင်စီးပွားရေးလုပ်ငန်းတွေတဲကတစ်ခုဖြစ်တယ်။ချင်းလင်းမြိုင်အုပ်စုကိုလည်းဥရောပသက်မှတ်ကကနေဒါနဲ့ UK တို့ကတန်ခတ်ပိတ်ဆို့အေးအေးယူမှုတွေလှုပ်ဆောင်ထားပါသေးတယ်။ ါဟုတ်ကဲ့ဟိုမြောက်ရီမျိုးနဲ့ဘဲမှာတော့ဒီအဲ့ဒီ online ငွေလင်ငန်းလုပ်ငန်းနေနေမယ်လောင်းစားရုံနေရတော့ဒါတော့ပုံမှန်အတိုင်းပဲဆက်လက်ပဲလေပတ်နာပဲလေသူတို့သူတို့ပုံမှန်အတိုင်းသူတို့ဆက်လက်ပြီးတော့လှုပ်ရှားနေမယ်အ BGA ကကြားပြန်လဲအဲ့ဒါတကယ်သူတို့ဘာမှပတ်သက်ဘူးဆိုရင်ဟုတ်လားသူတို့ဒီမှာလာလုပ်နေတယ်အဲ့ဒီကြားပြန်ဖို့ဘာဖြစ်လို့အဲ့ဒီ CG လို့ခေါ်နေဘူးလက်နဲ့အပြည့်စုံနဲ့ကာကွယ်ပေးရတာ ဘာမှမရပဲနဲ့ဘသူမှမလုပ်ပြကြည့်ရပါကရင်ပြည်နယ်ထဲမှာရှိတဲ့ကရင်အမျိုးသားတိုင်းကအကုန်လုံးတည်တယ်ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကလည်းဒီနှစ်စမ်းပိုင်းကပုံမူကြီးစတော့ထသူအပါအဝင်ကရင် BGF ထိတ်တန်းကောင်းဆောင်တွေကိုလူကုန်ကူးမှုတန်တရားနဲ့ဖန်ဝင်ရန်ထုတ်ဖို့ပြင်ဆင်နေတယ်လို့လည်းပြောဆိုထားပါတယ်။ကုလသမဂ္ဂက2023ခုနှစ်ကထုတ်ပြန်တဲ့အစီရင်ခံစာတစ်ခုမှာတော့ထိုင်းမြန်မာနယ်စပ်တခြားအပါအဝင် ရှေ့တောင်အောင်ရှာကလိမ်လည်မှုလုပ်ငန်းတွေတဲကိုလူပေါင်းသိန်းပေါင်းများစွာရရှိသွားနိုင်ပြီးဒီလုပ်ငန်းတွေကနေအမေရိကန်ဒေါ်လာဘီလီယံနဲ့အချီဝင်ငွေရနိုင်တယ်လို့ဖော်ပြထားပါတယ်။